ဒီတကားဆုံးရင်ဇိုလင်ဦးမျက်ရည်ချူအောင်မှာလားအားလုံးမင်္ဂလာပါခင်ဗျာ JK5 ကနေပြန်လဲပြီးတော့ကြိုးဆိုပါတယ်ဇိုလင်ဦးဒီတကားလဲ hydration test မအောင်မြန်ပါဘူးတမဝိတ်ထပ်ပုံနေလို့ Russia fighter Dimitri Kovtor နဲ့ဘွဲကိုဘန်နဝိတ်ကနေ catch weight ပြောင်းပြီးတော့ကစားပါမယ်ဇက်ချန်နဲ့ဘွဲတော့ကလဲဇိုလင်ဦးက weight နဲ့ hydration test အစီမပြေလို့ဒုက္ခများခဲ့ပါတယ်အဲတော့ကမြန်မာပြည်သားတချို့ကကိုယ့်မျက်ကြီးကိုမမြင်ခဲ့ပဲဇိုလင်ဦးတတ်တတ်မဲ့ဒုက္ခရအောင်လုပ်တယ်ဆိုပြီးတော့ပြောကြပါတယ် တိုင်းဖိုင်တာဆက်ချန်နဲ့ပွဲမတိုင်ခင်ဆိုလင်းဦးရလာမကောင်းစိတ်နှောက်ရှက်ပေးတာလို့ယူဆကြပါလိမ့်အခုလဲကော်ပတန်နဲ့ပွဲမတိုင်ခင်မှာဆိုလင်းဦးတယောက် hydration test မအောင်ခဲ့ပြန်ပါဘူးထိုးကြီးလဲခွဲပေးရမယ်တကယ်လို့အလဲထိုးနဲ့နိုင်ခဲ့ပြန်လဲစူကြီးမရတော့ပါဘူးတန်းစင်လဲ surian lag နဲ့ပွဲမတိုင်ခင် weight နဲ့ hydration test အောင်ဖို့တော်တော်လေးကိုယုံကန်လိုက်ရပါလိမ့်ဒီကြတာကမြန်မာကစားသမားတွေရဲ့စားတောက်နေထိုင်မှုကပြဿနာရှိနေပြီဆိုတာပါပဲမြန်မာ fighter တွေအတွက် weight နဲ့ hydration ကိစ္စကတော်လေးကိုအကျိုးသက်ရောက်မှုရှိနေတာပါ ။ဘရိုနီကာဆိုရင်လဲဝိန်းနဲ့ဟိုက်ဒရေးရှင်းကိစ္စကြောင့်ဖီးအားများပြီးတော့ကြန့်ခိုင်မှုမပြည့်ခဲ့ဘူး။တက်လုံကြပြီးတော့ချီလီဖိုင်တာဗီရာကိုရှုံးပီးခဲ့ရတယ်။ဒီနေရာမှာစားတောင်းနေတိုင်းမှုပုံစံကတော်လေးကိုအရေးကြီးနေတာပါ။မြန်မာဖိုင်တာတွေကအဟာရတန်ဖိုးတွေကိုအလေးမထားပါဘူး။အပြင်းထန်လေးကျင့်ပြီးတော့အဟာရတန်ဖိုးတိုင်းမစားတောက်ရင်ခန္ဓာကိုယ်ကပူပြီးတော့ဒဏ်ပိပါလိမ့်မယ်။ဆိုလိမ်ဦးဆိုလို့ရှိရင်ပွဲမတိုင်းကမှငပိရေးစားပြီးတော့ထိုးလေးရှိပါလိမ့်မယ်။ငါပြင်းနဲ့ထမင်းနယ်ဖတ်ပြီးတော့အာပါစားနေရကိုလည်းသူ့ရဲ့လူမှုကွန်ရက်မှာမျှဝေလေးရှိပါတယ် ူရဲ့ပြိဿအများစုကတော့အဲ့လိုလောက်ရမျိုးကိုသဘောကျတတ်ကြပါတယ်။တကယ်တမ်းတွေးကျင်တော့ထိတ်တန်းအားကစားသမားတူတို့အဲ့လိုလောက်ရတွေဟာမဖြစ်သင့်ပါဘူး။ဇက်ဆန်တို့ကဆိုလီယုံအညစ်ခံတယ်ဆိုပြီးတော့ပြောခဲ့တဲ့လူတွေကလည်းတကယ်ကိုရီရပါတယ်။ကိုဆိုလီယုံကဝိတ်နဲ့ hydration ကိစ္စအဆင်ပြေအောင်လုပ်မယ်ဆိုပြီးတော့တဖွားဖွားပြောပေးမိတယ်။တကယ်တမ်းကျမလုံနိုင်ခဲ့ပါဘူး။ဇက်ဆန်နဲ့ပွဲပြီးမှဝိတ်နဲ့ hydration ကိစ္စတွေကြောင့်မရှုံးသင့်ပဲရှုံးရတဲ့သဘောမျိုးဆိုလီယုံကဖြေရှင်းခဲ့တယ်။အဲ့ဒီတုန်းကဆိုလီယုံရဲ့အမကန်ပြိတ်သက်တွေအတော်လေးကိုစိတ်ထိခိုက်ခဲ့ရတာပါ။ အခုကော်ပတန်ရဲ့ဘွဲမှာတိုင်ခင်မှာလေဇိုလီယုံကဝေးကိစ္စအဆင်ပြေစေရမယ်ဆိုပြီးတော့ပြောခဲ့သလိုအကောင်းဆုံးထိုးတက်သွားပါမယ်ဆိုပြီးတော့လေကြွေးကြော်ခဲ့တာပါဒါပေမဲ့ထုံးစံတိုင်းပဲဇိုလီယုံကပွဲကြိုကာလမှာအခက်ခဲနဲ့ကြုံရပြန်ပြီဒီဘွဲတော့အကောင်းဆုံးပြင်ဆင်လာတာပါအရင်ဘွဲတွေကရလာမကောင်းလို့ဒီဘွဲကိုအကောင်းဆုံးလုပ်ပြီးတော့အနိုင်ရအောင်ကြိုးစားပါမယ်ရုံးရင်လည်းအပြတ်သက်နိုင်လည်းလဲထိုးနေပဲနိုင်ချင်ပါ रे အမှတ်နဲ့သွားတော့မလို့ချင်ဘူးပြတ်သားတဲ့ရလာထွားအောင်စွမ်းကုန်ထိုးသွားပါမယ်လို့ဇိုလီယုံပြောခဲ့တာပါဇိုလီယုံကရုရှားဖိုင်တာကော်ပတန်ရဲ့ဘွဲဟာ သူတို့ကတကယ်ကိုရေးကြည့်ပြီးတော့ပရိသတ်တွေစိတ်မပြတ်ရအောင်ထိုးပြသွားမယ်လို့လည်းဂရီပေးခဲ့ပါတယ်။ကော်ပိုရိုနယ်ဘွဲအားဆိုးလင်းဦးတို့ကတကယ်ကိုအရေးကြီးတယ်။သူတို့ကစာချုပ်ရပြီးတော့မှရှုံးဘွဲတွေဆက်နေလို့တိတ်ခါပြန်ဆယ်ရပါမယ်။ရုရှားရဲ့တိုက်ခိုက်အားကစားနည်းကိုအသွေးသားတဲ့စိတ်ပါဝင်စားမှုဟာကဘာကျော်ပါတယ်။ကော်ပိုရိုကလည်းဖိုက်တာမျိုးကနေစဉ်သက်လာခဲ့တဲ့သူပါ။သူ့ဖေတာဂျီကစ္စတန်သားနဲ့သူ့မေရုရှားသူကဂျန်တန်ရက်ဆက်တဲ့လောကမှာကိုကိုကူကာကွယ်နိုင်ဖို့ဘလောက်အရေးကြီးလဲဆိုတာကိုကော်ပိုရိုသိအောင် ငါးနှစ်အရွယ်ကလေးကသင်ကြားပေးခဲ့တယ်လူတယောက်ကိုဘလို့ထိုးရမလဲလူတယောက်ကိုဘလို့တွန်းရမလဲဆိုတာကိုသင်ကြားပေးခဲ့တယ်ကော့တွန်းကခန့်ငယ်ငယ်ရွယ်မှာပဲကရာတေကပတ်အစိမ်းရခဲ့သူပါအသက်၁၄နှစ်ရွယ်မှာကော့တွန်းကမွေထိုင်းအားကစားနည်းနဲ့ရင်းနှီးခွင့်ရခဲ့ပါပြီသူကတော့ကော့တွန်းကိုမွေထိုင်းအားကစားရုံတစ်ခုစီပို့ပေးပြီးတော့မိတ်ဆက်ပေးခဲ့တာပါအဲ့အချိန်ကနေစလို့ကော့တွန်းရဲ့မွေထိုင်းကစားမဘွားတမိုင်းကစတင်ခဲ့တယ်အခုသူက1 banner weight တန်းချန်ပီယံဖြစ်ချင်နေပြီဇုံလုံးတို့ကခက်ခဲအောင်ပဲပွဲပါပဲ ဒီကရှုံးရင်ပြိသက်ကိုထပ်ပြီးမျက်ရည်မချူသိမ်းတော့ပါဘူးဟုတ်ကဲ့ပါဒီဘက်ကတော့ပါပဲမြတ်ဆိုတာမနီဆိုကြီးနှစ်ပွဲဆက် hydration test နဲ့ပတ်သက်ပြီးတော့အဆင်ပြေမှုတွေဖြစ်နေတယ်ပတ်သက်ပြီးတော့ဘယ်လိုမျိုးထိမင်းစကြလဲပြောပြခဲ့ပါအောင်အားလုံးကိုကျေးဇူးပါခင်ဗျာ